မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနရဲ့ထိတ်တန်းတရင်တွေကိုတင်ဆက်ပေးပါရောင်းမယ်ဓမ္မအောင်ဆုံးအမြင့်သော68 resident အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံတရာကျော်အကျွေးတင်ကပြန်လည်ပေးဆက်နိုင်ခြင်းမရှိသည့်တသက်ခိုင်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပေးဖြတ်ခံရဆိုတဲ့တရင်ကြောင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်မြို့တွင်မအောင်မြင်သော68 resident အရာစီမံကိန်းကြောင့်ငွေကျက်ဘီလီယံ100ကျော်အကျွေးတင်နေသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပေးဖြတ်ခံရကြောင်းနိုင်ငံရေးအတိုင်းအဝိုင်းကပြောဆိုပါသည် ကမာအီဖျားလန်နဲ့ဆရာဆန်လန်တောင်ရှိ68 resident အင်အားစီမံကိန်းကိုတသက်ခိုင်တဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇာဗန်ထံမှငွေကျပ်ဘီလီယံတရာကျော်ချေငှခဲ့ကြောင်းတို့ရတွင်68 resident အင်အားစီမံကိန်းမှာအချိန်မီပြီးစီးခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဗန်မှချေယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါသည် လွတ်တော်ကိုယ်စားလှယ်လောင်အရေးချင်းတတ်မှတ်ချက်မှာလူမွေအဖြစ်သက်ဆိုင်ရာတရားရုံးဤညညာခံထားရခြင်းမှာလွတ်မြောက်ခွင့်မရသေးသူဆိုတာပါရင်အဲ့ဒီတော့ဒေါ်သက်သက်ကိုင်းကိစ္စကလူမွေတော့မကြီးညာခံရသေးတော့လဲအကျွေးပြန်မဆက်နိုင်လို့တရားတပေါင်းဖြစ်နေတဲ့သဘောတော့ရှိတယ်ဆိုတော့အရေးချင်းတတ်မှတ်ချက်တွေကတော့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့အကျွေးမဆက်နိုင်တာမို့လို့လူမွေအဖြစ်ညညာခံရတာမျိုးလည်းရှိလာနိုင်တယ်ဒါကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်အဖြစ်ကနေပေးဖြတ်ခြင်းမပေးဖြတ်ခြင်းကတော့ ရေကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကျင်တုံတရားပေါ်မှာပဲမူတည်ပါတယ်ဟုနိုင်ငံရေးအတိုင်းအဝန်ကသုံးသပ်ပြောဆိုပါတယ်။ရန်ကုန်မြို့ဗဟန်းမြို့နယ်ဆရာဆန်လန်းနဲ့ကဘာအေးဖျားလန်းရှင်မြေတအေကပေါ်မှာတိစောက်ခဲ့သော28ထက်အမြင့်ရှိ68 resident အစင်းမြင့်ကွန်ဒိုကို United GB Development Company ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးတသက်ခိုင်နှင့်အောင်ကျော်ဝင်းမှအဆိုပါကုမ္ပဏီဥက္ကဋ္ဌနှင့်ဒါရိုက်တာများဖြစ်ကြပါသည်။ပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့လုံးဥက္ကဋ္ဌတသက်ခိုင်မှလာမည့်စစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မင်းဆန္ဒနှင့်အမှတ်နှစ်မှဝင်ရောက်ရှင်ပြန်ရန်လျှောက်လွှာတင်သွင်းခဲ့ပြီး၎င်း၏မင်းဆန္ဒနှင့်တွင်ဗဟန်းကမာရွတ်အလုံဆန်းချောင်းကြည်မြင်တိုင်းလှိုင်မယန်းကုန်မြောက်ကလာပမြို့နယ်တို့ပါဝင်ကြောင်းသိရပါသည်။ တသက်ခိုင်ပါတီမှာတနိုင်ငံလုံးအတိုင်းအတာပြင်ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်တသက်ခိုင်သည်2015ခုနှစ်တွင် NND ပါတီ၏တကုံမျိုးနှင့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်တွင် NND ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်2019ခုနှစ်တွင်ပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တသက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနိုင်မရရှိဘဲကွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ပါတယ်တသက်ခိုင်မှ2021အာဏာသိမ်းမှုဖြစ်ပွားပြီး ောင်စစ်ကောင်စီတွင်လူမှုဝန်ထမ်းကဲဆင်းရင်းနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်မှာဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖြစ်ပြောင်းလဲခန့်အပ်ခံရက2025ခုနှစ်ဇန်နဝါရီ31ရက်နေ့ဝန်ကြီးရာထူးတာဝန်များမှအနာပေးခံခဲ့ရကြောင်းသိရှိရပါသည်။ဆက်လက်တည်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မြောက်ရီမြို့နယ်ရှိကြားဖြန့် KK ဘတ်အတွင်အဆောက်အုံတချို့ကို မိုင်းဖောက်ခွဲသဖြင့်ပောက်ကွဲမှုဖြစ်ပြီး BGF ကဖောက်ခွဲဟုဒေတာပြည်သူများပြော BGF ကကြားဖြန့်တရုတ်တထေးများကိုခိုလုံခွင့်ပေးထားမှုပုံမှုတေချာလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်တွင်ရှိကြားဖြန့် KK ဘတ်အတွင်အဆောက်အုံတချို့ကိုမိုင်းဖောက်ခွဲသဖြင့်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေတာပြည်သူတချို့ရဲ့ပြောဆိုချက်နဲ့ထိုင်းသတင်းဌာနအချို့ရဲ့သတင်းဖော်ပြချက်အရသိရှိရပါသည်။အောက်တိုဘာလ24ရက်နေ့ညနေ6:30မိနစ်ချိန်မြောက်ရီမြို့နယ် KK ဘတ်အတွင်ပောက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းမိခိုလုံများနဲ့မိပွားများကိုမြင်တွေ့ရကြောင်းအော်တိုဝါလာ23ရက်နေ့ညနေပိုင်းကလည်းရင်းကဲ့သို့ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ BGF ကကြားဖြန့်အဆောက်အုံတချို့ကိုမိုင်းခွဲတာလို့သိရတဲ့နှစ်ရက်ဆက်တိုက်ရှိပြီးမနေ့ကအော်တိုဝါ24ရက်နေ့တနေ့နဲ့အော်တိုဝါ23ရက်နေ့ကရောနှလုံးမိုင်းခွဲတန်ကြရတော့မိခိုလုံတွေနဲ့မိတွေလည်းမြင်ရတယ်ဟုနေဆက်ဒေတာမှတရင်ရှင်းမြစ်တချို့ကပြောပါတယ်။ထိုင်းတရင်ဒဏ္ဍာဖြစ်တဲ့ The Reporter မှာဂျမန်နေညနေပိုင်း KK Bat ပေါ်မှာပြန် တန်းနေတဲ့ drone နှစ်စင်းကိုတွေ့မြင်ရပြီးထိုင်းဘက်ခြမ်းမှာမြင်နိုင်သောအဆောက်အုံတစ်ခုရဲ့အထက်မှာကျင်းလောင်သောပောက်ကွဲမှုမိကိုနဲ့မိပွားများထွက်ပေါ်လာကြောင်းသတင်းဖော်ပြပါရီလက်တလော KK Bat မှတိုင်းနိုင်ငံမဲဆောက်မြို့သို့ထွက်ပြေးလာသောနိုင်ငံသားသားအရေအတွက်မှာ1198ဦးထိရှိနေပြီးနိုင်ငံပေါင်း29နိုင်ငံမှပါဝင်ကြောင်းထိုင်းသတင်းကဆိုပါရီ ကေကေပတ်မာကြားဖြန့်တရုတ်တထေးများကိုစစ်တပ်လောက်ခံ BGA တပ်ဖွဲ့မှဗိုလ်မှူးကြီးစောချစ်သူဗိုလ်တင်ဝင်ဗိုလ်မုတ်တုံတို့ဖြင့်ဗိုလ်နိုင်မောင်စောကလည်းခလုံးခွင့်ပေးထားကြောင်းကရင်စည်ရေးတရင်ရှင်မြစ်တချို့ကဆိုပါရယ်နိုင်ငံတကာကအလို့ရှိနေတဲ့ကြားဖြန့်ကောင်းဆောင်တရုတ်တထေးတွေကို BGA နိုင်မောင်စောကရှေ့တန်းယုံဖြစ်တဲ့အရင်ချိတ်ပိတ်ခံထားရတဲ့ဟိုတယ်အဟောင်းမှလည်းနေရာချထားပေးနေတယ်ဆိုပြီးတရားပါရယ်ဒါကတရင်တွေထွက်နေတာပေါ့ဒါပေမဲ့ဒေချာရာကတော့ BGA ကကားတွေနဲ့ကြားဖြန့်တရုတ်တွေကိုတော့ တိတ်ထုတ်ခေါ်ထုတ်ပေးနေတာပဲဟုကရင်စည်ရေးတရင်ရှင်မြစ်ကပြောဆိုကြောင်းသိရှိရပါတယ်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာဒေါက်တာဝင်းမြတ်အီးနဲ့ဒေါ်စင်မောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့တရာ52ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စမအောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတယ်လို့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်လာပါတယ်။မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအာနာသိန်းစေအုပ်စုကကျင်းပမဲ့ရွေးကောက်ဝင်းနဲ့ရလက်ပေါ်ကန့်ကွက်ပေးဖို့နဲ့အတိမတ်မပြူရင်မတရားဖန်စီထိမ့်သိမ်းခံနေရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ပွဲခံရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး2020ထွေထွေရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH ကိုကမ္ဘာလွှတ်တော်အတိုင်းဝန်ကဆက်လက်အသိမဲ့ပြုရေးအချက်တွေကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဖော်ပြပါရယ်။ လက်ရှိပြည်ပခအဖြစ်ရှင်ရင်းနဲ့ရေရှည်တည်တက်နဲ့အဖြစ်ရှားခြင်းမှာတော်လိုင်းရေးအင်အားစုတွေရဲ့ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေပေါ်ထိရောက်သောပံ့ပိုးကူညီမှုတွေရရှိရေးကိုလည်းအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်မြန်မာလွတ်တော်ကိုယ်စားလှယ်ဖွဲ့ဟာအောက်တိုဘာလ19ရက်မှာ အာရှပစိဖိတ်အုပ်စုနဲ့အမျိုးသမီးလွတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့တယ်လို့အောက်တိုဘာလ20ရက်မှာလည်းအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Data Face အစည်းအဝေးတို့ကိုတက်ရောက်ခဲ့တယ်လို့ General Debate အစည်းအဝေးတို့ကိုတက်ရောက်ခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။ဒါအပြင်မလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတွေးဆောင်ဆွေးနွေးမှုတွေအတွင်းအကြံပေးစစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေနဲ့အကြံဖက်မှုတွေအဲ့ဒီလုပ်ရက်တွေကြောင့်နေရဆွန့်ခွာနေပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှိစစ်ဘေးရှောင်ပြည်သူတွေနဲ့အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ IBU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်မှနိုင်ငံတော်ဆင်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာ2021ခုနှစ်ဆီယနာသိမ်းမှုနောက် IBU အမှုဆောင်ကော်မတီ CRPH ကိုအဓိကဆွေးနွေးပွဲမိဖက်ဖြစ်အသိမဲ့ပြုခဲ့ကဒီနေ့ထိတိုင်ဆက်လက်အသိမဲ့ပြုထားတယ်လို့သိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ဝက်လက်ရွာသားကြီးရွာအနီးကိုစစ်တပ်က Jet Fighter 3စီ၊ Gyrocopter 4စီတို့ဖြင့်မနေ့ကညနေပိုင်းထိပုံကျဲတိုက်ခိုက်နေထောင်နဲ့ချီသောပြည်သူများပေးလို့ရထွက်ပြေးနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသားကြီးရွာအနီးကိုအကြမ်းဖက်စစ်တပ်က Jet Fighter 3စီ၊ Gyrocopter 4စီတို့ဖြင့်မနေ့ကညနေပိုင်းထိပုံကျဲတိုက်ခိုက်နေ၍ထောင်နဲ့ချီသောပြည်သူများပေးလို့ရထွက်ပြေးနေရကြောင်းဝက်လက် Information Network မှတာဝန်ရှိသူတို့ကပြောဆိုပါရသည်။ အော်တိုဗာလ21ရက်မနေ့9နိုင်ကံမှစတင်ပြီးညနေ9နိုင်ကျော်အထိအကျန်းဖက်စစ်တပ်ကဝက်လက်မြို့နယ်အနောက်ချမ်းရှိရွာသားကြီးအနီးကို Jet Fighter 3စီးဂျိုင်ရိုကော့ပတာ၄စီးတို့ဖြင့်လက်ပတ်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါသည်။အကျန်းဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုကြောင့်ရွာသားကြီးရွာမှပြည်သူများပါဝင်အနီးနားရှိကျေးရွာများမှထောင်ထဲချီသောပြည်သူများသည်ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။ဒီနေ့တနေ့လုံးကိုရွာသားကြီးရွာနီးတဝိုက်ကိုစစ်သားတွေကလေယာဉ်3စီးဂျိုင်ရိုကော့ပတာ၄စီးနဲ့ပုံပတ်ကျဲနေတာ ပြည်သူတွေလည်းဘေးလွတ်ရာကိုထပ်ပြေးတိမ်းရှောင်နေရတဲ့ဂျက်ဖိုင်တာကတတအူးလေတက်ကတက်လာတာဂျိုင်ရိုကော့ပတာတွေကနာမခခကနေပြီး ာမခကနေပြီးတက်ပြီးတော့ကျဲနေတာပြည်သူတွေလည်းဘယ်သူမှမရှိတော့ဘူးအနီးနားကရွာတွေကတော့ရွာလုံးကျွပြေးနေရတယ်ဟု Wallet Information နဲ့ Network မှာတာဝန်ရှိသူကပြောပါတယ်အလားတူအကျန်းဖက်စစ်တပ်တွေ Wallet မြို့နယ်ရွာသားကြီးရွာအပါဝင်အနီးနားရှိကျဲရွာများကိုအော်တိုဘန်၃ရက်နေ့ကစတင်ပြီးလေယာဉ်ကြိုင်ရိုကော့ပတာများဖြင့်ဇက်တိုက်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကအကျန်းဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတမန်သာကျေးရွာစတင်ကြောင်းလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါဗျာ။ Thank you.